article လေးကတော့ဒီနေ့ article လေးကတော့ဗောနော်ဒီ definite article ဗောနော်ဟိုအင်္ဂလိပ်စာမှာဆိုလို့ရှိရင်ဒီ specific ဖြစ်တဲ့လူတွေနောင်နေကိုပြောခတ်နေကြလို့ရှိရင် they ကိုပဲတုံးတယ်ဗောနော် here is the room ဆိုလဲ room အဲ့လိုမျိုးပဲသွားတယ်ဗောနော်ဒါပေမဲ့ German မှာကျတော့သူကကျတော့သူ့ရဲ့ဟို article အလိုက်လိုက်ပြီးတော့မှနေသူ့မှာလည်း article သုံးမျိုးရှိတဲ့အတွက်ကြောင့်မလို့ article အလိုက်လိုက်အဲကွဲတယ်ဗောနော်ဒီမှာဆိုလို့ရှိရင် ဒီမှာ singular အတွက်ဆိုလို့ရှိရင် here is အာ balcon ဆိုလို့ရှိရင် तू ကဟိုဟာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ masculine ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ they are balcon ဆိုပြီးတော့သွားရဲ့ဘောနော် तू ကလို့ရှိရှိရင်ဒီမှာဆိုလို့ရှိရင်အာဒီ bad ရဲ့ article ကလည်း thus ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ thus far ဆိုပြီးတော့သွားရဲ့ဘောနော် plural ဆိုလို့ရှိရှိရင်လည်းအာ here sent အာ these မှာဘောနော် plural ရဲ့ဟိုဟာ article ဒီဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ဒီနဲ့သွားရဲ့ဘောနော် အဲ definite data အတိကပြီးတော့တရားကြတော့ personal နဲ့အ personal pronoun ပဲပေါ့နော်အဲ့ဒါကကြတော့အင်္ဂလိပ်မှာဆို personal pronoun နေပေါ့နော်ဒီ noun နေ noun နေရဲ့အစားသုံးတာပေါ့နော်ဒီ German ရဲ့ဟို personal pronoun သုံးတာကြတော့အင်္ဂလိပ်နဲ့နည်းနည်းလေးကွာတယ်ပေါ့နော်အာဒီဟို နည်းနည်းလေးกว่าတယ်။ तू อ่ะသူ့ရဲ့ gender ပုံမှာ multi ပြောမှနေ personal pronoun သုံးရတာလေกว่าွားတယ်ပေါ့เนาะဒီမှာဥပမာအနေနဲ့ဆိုပြောထားတယ်။ Four is the balcony ဆိုလို့ရှိရင် balcony ကပမာလေးပေါ့เนาะအဲအဲ့ဆိုလို့ရှိရင်သူ့ရဲ့ balcony ရဲ့ article တဲ့ဟာဖြစ်တယ်ပေါ့เนาะ တရားဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ personal pronoun ကိုကြတော့ balcony မို့လို့အင်္ဂလိပ်စာမှာဆိုလို့ရှိရှင် room လို့ပါလို့ဆိုလို့ရှိရှင် it's နဲ့တုံးလိုက်တယ်ပေါ့နော် it နဲ့တုံးလို့မရဘဲနဲ့သူ့ရဲ့ article တရား masculine ဖြစ်တဲ့အတွက်ကြောင့်မို့လို့ air ကိုတုံးရတယ်ပေါ့နော် he ကိုတုံးရတယ်ဒီမှာဆိုလို့ရှိရင် bad ရဲ့ article task ပေါ့နော် a neutral ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက s ကိုတုံးရတယ်။ဒီမှာ cushion ရဲ့ article ကကြာ d ပေါ့နော် d ဖြစ်တဲ့အတွက်ကြောင့်မို့လို့ c ကိုတုံးရတယ်ပေါ့နော် အဲအဲ့လိုမျိုးလေးပြောင်းသုံးရတာမျိုးရှိရဲဒီမှာဆိုရင် plural ရဲ့ article ကလည်းဒီဖြစ်တဲ့အတွက်ကြောင့်မျိုးစီသုံးရတယ်ပေါ့နော်အာပြီးတော့ဒီတပြက် now article now grammar တခုကဒါ negative ပေါ့နော် negative ဘယ်လိုပြောင်းမလဲဆိုရဲဟာဒါမှန်မှန်ကျတော့ negative ပြောင်းတဲ့အချိန်ကျတော့နှစ်ခုသုံးတယ်ပေါ့နော် niche ရဲ့ kind ဒါမှမဟုတ် kind နဲ့သုံးတယ်ပေါ့နော် နေ့ကတော့ဘယ်ချိန်ဒီမှာတုံးလဲဆိုတော့ vast တွေ edit တွေ advert တွေမြင်းတဲ့အချိန်မှာကြတော့ niche ကိုတုံးတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အာ dash two is shown chair ဘာလဲ chair လာရယ်ပေါ့နော်ဒီထိုင်ကောင်အာထိုင်ကောင်ကလာရယ်အဲ့ဒါဆိုလို့ရှိရင်လာရယ်ဆိုတော့ဟို edit ကိုမြင်းတဲ့အချိန်ကြတော့ niche နဲ့တုံးလိုက်တယ်ပေါ့နော် dash two is niche shown ဆိုတဲ့ဟာမျိုးတွားရယ်ပြောလို့ရှိရင် weather font here ဘယ်တာကဒီမှာနေရယ်ပေါ့နော်အဲ့အောင်ညင်းကျင်လို့ရှိုးရှိကြတော့ niche နဲ့ပဲအာညင်းလိုက်တယ်ပေါ့နော်ဒီ kind နဲ့ kinder ကကြတော့သူကနောင်လေးကိုညင်းတဲ့အချိန်မှာပို့သုံးတယ်ပေါ့နော်နောင်မဟုတ်ဘူးဆိုလို့ရှိရင် niche နဲ့ညင်းတယ်လို့သာမှတ်ထားလိုက်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင် zee haven အာ mobile ပေါ့နော်ငါတို့စီမှာဒီ furniture တွေရှိတယ်ရှိတယ်ဆိုရင်ဟာ furniture တွေကိုညင်းကျင်တဲ့အတွက်ကြောင့်မို့လို့ kinder ကိုသုံးမျိုးမှနေညင်းမယ်ပေါ့နော်အဲ zee haven kinder အာ မျိုးပေါ့ဗောနော်ဒီမှာလဲကိုင်းနဲ့ကိုင်းနဲ့နဲ့ကဘာကွာမလဲဆိုတော့ကိုင်းကကြတော့ဒီ masculine တွေပွားလို့ရှိရင် neutral တွေညင်းလို့ရှိရင်ကိုင်းသုံးမယ် feminine နဲ့ plural ကိုညင်းမယ်ဆိုလို့ရှိရင်ကိုင်းနဲ့သုံးမယ်ဗောနော်မျိုးပြူမဲ့အမျိုးပဲအကြောက် blue ပဲရှိရတဲ့အတွက်ကြောင့်မလို့ဒီပေါ့နော်ဒီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင် kind နဲ့သုံးတယ်ပေါ့နော်ဟုတ်ဒီနေ့ကတော့ဒီလောက်ပါပဲဒီကဲ့